တပတ်ကြာတော့သူကဆေးရုံကနေသူမကိုလာခေါ်ဖို့ပေါ်လာခဲ့တယ်။သူမခဏတာစိတ်လှုပ်ရှားသွားခဲ့ပေမဲ့သူက သူမကိုအိမ်ပြန်ခေါ်တာမဟုတ်မှန်းသိလိုက်ရတယ်။သူကသူမကိုကောင်းမလေးစီတောင်းပန်ခိုင်းချင်တာ။ငါသူမကိုတောင်းပန်ပြီးပြီလေ။သူမကအပြစ်ရှိတယ်လို့ခံစားနေရတာငါကိုတောင်ရှောင်နေပြီ။ကားတိုက်ခံရတာငါလေးသူမမဟုတ်ဘူး။နေရိုးကျိုးတာလည်းငါပဲလေ။သူမကနာခံမှမဟုတ်တာကိုမြင်တော့နေမကောင်းတဲ့သူ့အဖွားကိုအကြောင်းပြပြီးသူမကိုချိန်ချောက်ခဲ့တယ်။ ပြီးတော့ကောင်မလေးရဲ့မွေးနေ့ပွဲစီကိုသူမကိုဆွဲခေါ်သွားခဲ့တယ်။ကောင်မလေးကယောက်ျားတစ်ယောက်ရဲ့ကြောထောက်နောက်ခံနဲ့မာနကြီးနေခဲ့တယ်။သူမကဇနီးဖြစ်သူကိုသူတို့နဲ့အတူဂိမ်းကစားခိုင်းခဲ့တယ်။အဲ့ဒါမှသူမကိုပြန်လွတ်မယ်လို့ပြောတယ်။သူမကဇနီးဖြစ်သူကိုမဲနိုင်ဖို့ဘူးတဘူးပေးပြီးနံမတ်6ကြားတဲ့သူကအပြစ်ပေးခံရမယ်လို့ပြောတယ်။ဇနီးဖြစ်သူကနံမတ်6ကြားခဲ့တယ်ပထမတစ်ချိန်မှာကောင်မလေးကဝမ်တာအားရနဲ့ဇနီးဖြစ်သူကိုဝါစာပီစာခိုင်းမှုတယောက်ယောက်ကိုယူခိုင်းခဲ့တယ် ။သူမစားပြီးတော့ကောင်မလေးကသူမကိုထတ်လိုက်ခိုင်းတယ်။ခြောက်ပဲထက်ကြပြန်တဲ့ဒါကရှင်းရှင်းလင်းလင်းလိန်ထားတာပဲ။ဒါပေမဲ့ခင်မုန်းဖြစ်သူကမမြင်သလိုဟန်ဆောင်နေခဲ့တယ်။ဒါကြောင့်ကောင်မလေးကပိုပြီးရဲတင်းလာတယ်။သူမကဇနီးဖြစ်သူကိုအရက်တွေအကုန်တောက်ခိုင်းခဲ့တယ်။ဇနီးဖြစ်သူကကျမ်းမာရေးပြန်ကောင်းစားပဲရှိသေးတာကြောင့်မတောက်ချင်ခဲ့ဘူး။ဒါပေမဲ့ခင်မုန်းဖြစ်သူရဲ့တတိပိတဲ့အကြည့်ကိုတွေးလိုက်ရတယ်။ဒါကြောင့်သူမအတင်းစူးစမ်းတောက်ခဲ့ရတယ်။ မကြခင်မှာပဲသူမရဲ့အစာအိမ်ထဲမှာတွေးထွက်လာခဲ့တယ်။ခင်ဗုံးဖြစ်သူကကောင်မလေးနားမှာကတ်နေပြီးသူ့စနီးရဲ့အခြေအနေကိုသတိမထားမိခဲ့ဘူး။သူမမူပြီးခေါင်းမူကရေကူးကန်နဲ့ပြုတ်ကျသွားတဲ့အထိပဲ။အဲ့ဒီအခါမှာသူက ထိတ်လန့်သွားပြီးသူမကိုကယ်တင်ခြင်းခဲ့တယ်။ဒါပေမဲ့ကောင်မလေးကသတိလစ်တလို့ဟန်ဆောင်လိုက်တယ်။ဒါကြောင့်သူကသူ့စနီးကိုနောက်တစ်ခါပြစ်ထားခဲ့ပြီးကောင်မလေးကိုကားနဲ့ခေါ်သွားခဲ့တယ်။စနီးဖြစ်သူပြန်တတိရလာတဲ့အခါသူမဆေးရုံမှာတယောက်တည်းဖြစ်နေခဲ့တယ်။ ပြီးတော့ခင်မုန်းဖြစ်သူနဲ့ကောင်မလေးအကြောင်းအတင်းအဖျင်းပြောနေတာကိုကြားလိုက်ရတယ်။သူတို့ပြောတာကသူကကောင်မလေးရဲ့တက်မတဲတာကိုကူတာဖို့ကြွန့်ကျင်သူအားလုံးကိုခေါ်ထားတယ်တဲ့။သူမဘာမှမခံစားရတော့ဘူး။စေယုံကဆင်းပြီးနောက်သူမပစ္စည်းတွေထုတ်ပိုးခဲ့တယ်။ဒါပေမဲ့စေယုံကဖုန်းတကောဝင်လာခဲ့တယ်။သူ့အဖွာရုတ်တရက်အုံနောက်တွေးကြောပြတ်သွားခဲ့တယ်။သူမအဲ့ဒီကိုအမြန်သွားခဲ့ပေမဲ့သူ့ခင်မုန်းနဲ့ကောင်မလေးကိုပဲတွေးလိုက်ရတယ်။ဒါအပြင်အခြေအနေတွေမှားယွင်းသွားခဲ့တယ်။ အသက်ကယ်ဖို့ကြိုးစားပေမဲ့မအောင်မြင်ပဲသူ့အဖွားဆုံးပါသွားခဲ့တယ်။သူမအခင်ဖြစ်တဲ့နေရာမှာပဲလဲကျသွားခဲ့တယ်။ခင်မုန်းဖြစ်သူကသူ့ရဲ့အဖြစ်ရှိတဲ့စိတ်ကိုမရင်ဆိုင်နိုင်ခဲ့ဘူး။ဒါပေမဲ့ကောင်မလေးကအာယုံဆိုင်မှုရအောင်ကြိုးစားနေတော့ပဲ။သူမက ချော်လဲတယ်လို့ဟန်ဆောင်ခဲ့တယ်။အမျိုးသားကနောက်တစ်ကြိမ်တုံဆိုင်သွားပြီးကောင်မလေးကိုပဲရွေးချယ်ခဲ့တယ်။သူကစိတ်ကြေကွဲနေတဲ့သူ့ဇနီးကိုထားခဲ့ပြီးသူ့ကိုဆေးရုံခေါ်သွားခဲ့တယ်။ဇာပနာပြီးမှသူပြန်လာခဲ့တယ်။ အဲ့ဒီအချိန်မှာဇနီးဖြစ်သူကစကားမပြောချင်တော့ဘူး။သူမကအကောင်မလေးနဲ့တွေ့တာကိုဘယ်တော့မှတားတော့မှမဟုတ်ဘူးလို့သူ့ကိုအေးဆေးစွာပြောလိုက်တယ်။သူသွားချင်ရင်သွားနိုင်တယ်။သူကသူမကိုယုံကြည်သွားပြီးတစ်ဆက်နှစ်ကြာရင်အိမ်ပြန်လာမယ်လို့ကတိပေးခဲ့တယ်။ပြီးတော့မကြာခင်မှာပဲအလင်းမြန်ထွက်သွားပြန်တယ်။ဒါဟာကွာရှင်းမှုစဉ်းစားချိန်ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့တယ်။သူမကမနှက်ဖြန်မပုံတင်ရုံကိုသွားဖို့သူ့ကိုဖိတ်ခေါ်ခဲ့ပြီးသူ့အတွက်လက်ဆောင်ကြီးတစ်ခုရှိတယ်လို့ပြောခဲ့တယ်။ သူကပျော်ရွှင်စွာသဘောတူခဲ့တယ်။ဒါပေမဲ့နောက်တနေ့မှသူက သူမကိုနောက်တစ်ချိန်ချိန်မိမလာခဲ့ဘူး။သူမကသူ့ကိုနောက်ဆုံးတစ်ချိန်ဖုန်းခေါ်ခဲ့တယ်။သူကကောင်မလေးနဲ့ဈေးဝယ်နေတယ်လို့ပြောတယ်။သူမကဘာမှပြန်မပြောခဲ့ဘူး။နောက်ဆုံးမှသူမလေစိတ်ကိုတွားခဲ့ပြီးကွာရှင်းလက်မှတ်ကိုသူ့စီစာလိုက်ကနေပို့လိုက်ပါတော့တယ်။